အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်တို့မင်းညက Chelsea ရဲ့အပြောင်းရွှေ့သတင်းတော်တော်လေးကိုလှုပ်ခတ်ခတ်ဖြစ်တယ်ဆိုပြီးကျွန်တော်တင်ဆက်ထားတဲ့ Jimmy Kitting ကတော့တရားဝင်ဆက်သွယ်မှုတွေကိုပြည့်လုပ်ထားရဲဆိုတဲ့သတင်းပြီးမှဒါ Chelsea တင်းနဲ့ကျွန်တော်လက်ရှိမှာထုံးဝမ်းတိုင်းဒါတနေ့တနေ့ဆိုတာထူးဆန်းတော့တဲ့အရာတစ်ခုတော့မဟုတ်ဘူး Chelsea တင်းနဲ့လှုပ်လှုပ်တဲ့ပုံစံက Chelsea တင်းနဲ့အခုလက်ရှိကျွန်တော်ကြားရတဲ့သတင်းတွေကလက်ရှိနောက်ဆုံးမှာ Guardian Sport ရဲ့သတင်းရဆိုရင်တော့ Chelsea တင်းက လာမယ့်နွေရာသီမှာကစားသမား10ယောက်ကိုအ ਨੇ စုံရောင်းချသွားဖြစ်ပြီးတော့ဒီထက်လည်းပုံများသွားနိုင်တယ်ဆိုတဲ့သတင်းတွေကိုထွက်ပေါ်လာခဲ့ပြီဖြစ်တယ်။ Guardians ဘက်ကလည်းရှိမှ tier ရပြန်တက်မယ်ဆိုတော့ tier 2 tier 3 level ရှိတဲ့အတွက်ကြောင့်မို့ level တစ်ခုအနေရဆိုရင်တော့ယုံလို့ရတယ်လို့ပြောလို့ရတဲ့သဘောပါပဲ။အဲ့တော့ တရှိမှတော့ကျွန်တော်တို့ချက်စီသင်းကလာမယ့်နေရာဒီမှာကစားသမားကောင်းတွေကိုခေါ်ယူသွားဖို့လည်းပြင်ဆင်နေခဲ့လို့ဒါအစ်စ်မှမလူအပ်တဲ့ကစားသမားတွေကိုလာမယ့်နေရာဒီမှာဒါရောင်းထုတ်ဖို့အတွက်လည်းပြင်ဆင်နေပြီဖြစ်တယ်။အဲတိကျတိုင်းမှာကလပ်ဘောကတ်ဒါတရားဝင်မစတင်ခင်မှာချက်စီသင်းရဲ့ဒီကိစ္စတွေကိုအပြီးသက်လုတော့မယ်ဆိုတာလုံးဝညင်းစရာမလိုဘူးလို့ကျွန်တော်နေတယ်မြင်တယ်။အဲ့တွေဘယ်ကစားသမားတွေကိုရောင်းချသွားမှာလဲ။အဲ့တော့ချက်စီသင်းကခုလက်ရှိသူတို့ရဲ့နံပါတ်1ဂိုးသမားနေရာမှာကျွန်တော်နေရာပြီးထားတဲ့ Robert Sanchez ကိုအယောက်စီးတင်လိုက်ပြီလို့သိရတယ်ဒီမှာပါတယ်။ Chelsea တင်တဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်ဂိုးသမားအသစ်ကိုရှာဖွေတော့မှာဖြစ်ပြီးသူတို့အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်ဂိုးသမားအသစ်တွေကိုလည်း market ထဲမှာ down shop စိတ်ဝင်စားနေတယ်ဆိုတော့အများကြီးထွက်ပေါ်နေခဲ့တယ်။အဲ့ဒါ Manchester City အသစ်တွေဒီလိုဒါ Diego Costa ဒါကျွန်တော်လက်ရှိမှာဟို Italy series မှာစောင့်နေတယ် Suzuki လက်ရှိဒါကျွန်တော် Van Lina တန်းတက်လာတယ်ဒါကျွန်တော် James Trafford လက်ရှိမှာဒါကျွန်တော်တို့ Chelsea အသစ်တွေတကယ်ကိုဒါဈေးကြီးတဲ့ဂိုးသမားတွေကိုလည်းခေါ်ယူသွားနိုင်မယ်ဆိုတော့ကောလာဟာလာတွေထွက်နေတယ်။အဲ့လက်ရှိမှာဒါကျွန်တော်တို့သိရတော့တာ AC Milan ရဲ့ကုသမဖြစ်တဲ့ Mike Magny ဒီလိုကစားသမားမျိုးတွေကိုလက်ရှိမှာ Chelsea တင်နေတဲ့ Robert Sanchez ကိုအစားထုတ်ဖို့အတွက်စိတ်ဝင်စားနေတယ်။လက်ရှိမှာဒါကြောင့်တည်ရတော့ Robert Sanchez ကလည်းဒါကျွန်တော်တို့လက်ရှိအသင်းပြောင်းမှုတွေလုံးဝတာဆူနေခဲ့ဖြစ်ပြီးသူ့အနေနဲ့ Chelsea အသင်းမှာရေရှည်ရသူနေရာမရတော့မှန်းသိလာတဲ့အတွက်ကြောင့်မို့လာမယ့်နွေရာသီမှာသူကိုယ်တိုင်လည်းအသင်းပြောင်းရွှေ့တော်မှာဖြစ်တယ်လို့သိရတယ်မှာပါတယ်လက်ရှိမှာ Chelsea အသင်းရဲ့ Robert Sanchez ကိုလည်းရောင်းစေးတင်ထားခဲ့ပြီး Robert Sanchez ကိုတော့အခုလက်ရှိမှာဒါတန်တက်လာတဲ့အသင်းတချို့ကစိတ်ဝင်စားနေပြီးတော့ Italy Serie A Club အပြင်ဒါကျွန်တော်ထုံးဝမ်းနိုင် Saudi Arabia ကလပ်ဒီကလည်း Robert Sanchez ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။နောက်တစ်ယောက်ကဒါကျွန်တော်လက်ရှိဒါ Chelsea ရဲ့ဒါကျွန်တော်တို့ညီကိုကလပ်မှာခြေစွမ်းပြနေတဲ့ဒါ Gudma Petrovic ပဲ။ Petrovic ကိုတော့အခုလက်ရှိဒါကျွန်တော်အဲ့ဒီကလပ်ကပဲဝယ်ယူဖို့အတွက်လက်ရှိမှာစိတ်ဝင်စားနေတယ်လို့သိရတယ်။ပြောချင်တာကကိုကလပ်ဘက်ကကိုပြန်ရောင်းဖို့အတွက်စိတ်ဝင်စားနေတယ်။ဒါပေမဲ့လက်ရှိမှာ Chelsea အသင်းရဲ့လက်ရှိ Gudma ဖြစ်တဲ့ Petrovic ဟိုလက်ရှိ ကိုယ်တမရေတယောက်ဖြစ်တဲ့ Petrovic ကိုတော့ဒါ Everton သင်းနေနဲ့အကယ်၍သာဒါကျွန်တော်တို့ Payful အနေနဲ့လာမယ့်နေရာဒီမှာထွက်ဖယ်မယ်ဆိုရင်တော့ Everton သင်းက Petrovic ကိုကိုယ်တမနေရာအတွက်စိတ်ဝင်စားနေတယ်ဆိုတဲ့ Kola Hala သတင်းထွက်နေခဲ့တယ်။အဲ့လက်ရှိမှာဒါအပြင်ကျွန်တော် Petrovic ကိုစိတ်ဝင်စားနေတဲ့အသင်းထဲမှာဒါကျွန်တော် Arsenal သင်းလည်းပါဝင်နေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။ Arsenal သင်းနဲ့ဒါ Petrovic ကိုဒါကျွန်တော်လက်ရှိလစ်လက်သွားတဲ့ဒုတိယနေရာကိုယ်တမအတွက် ်ပက်ထရိုဗစ်ကိုခေါ်ယူနိုင်တယ်ဆိုတဲ့သတင်းတွေကိုလည်းတော့ရှောက်ထွက်ပေါ်နေဖြစ်တယ်။အာဆိုတဲ့နဲ့ချက်စီးတင်ကဒါအပြောင်းရွှေ့မှာဒါကျွန်တော်ငကူတွေကကောင်းမွန်တဲ့ဆက်ဆက်ရရှိပြီးသားအသစ်နှစ်သင်းဖြစ်တဲ့အတွက်ကြောင့်မို့ဒီအပြောင်းရွှေ့ကဖြစ်လာလို့လာနိုင်တယ်ဆိုပြီး Guardian Sport ကလည်းသတ်မှတ်ထားတာကိုတွေ့ရမယ်။ဒါပေမဲ့ဒီအပြောင်းရွှေ့တွေမှာဒါကျွန်တော်ရဲ့အပြောင်းရွှေ့စီးရင်တင်ထားတဲ့နေရာမှာကျွန်တော်သဘောကျတဲ့ကစားသမားတွေတယောက်ဖြစ်တာက VA ကပဲ။ VA ကတည်တဲ့အချိန်မှာလက်ရှိမှာ Juventus မှာအငှားနဲ့ပြန်သွားစော်နေပြီးအခုလက်ရှိမှာဒါကျွန်တော်အသင်းစီဖျားလာခဲ့တဲ့ ဒီရကဒါခံစစ်မှာနေရာစုံဆော့လိုက်ရတယ်။ defensive midfielder center back left back right back နေရာစုံတော်တော်လေးကိုဆော့လိုက်ရတဲ့ကစားသမား VA ကဆိုတော့တကယ်တမ်းဒါလူအပ်မယ်ဆိုခင်ဗျာ center midfield လောက်ထိတက်ဆော့လိုက်ရတဲ့ဂျူကာလူကစားသမားတယောက်ဖြစ်တယ်။အဲ့တော့ VA ကမမဲ့ရတာကြောင့် Chelsea အသင်းနဲ့ဒါဝယ်ထားတာမှမကြသေးဘူး။ဒါပေမဲ့အခုလက်ရှိမှာလေဒါ VA ကနေအသင်းမှာဒါ Enzo Morales ကနေအဆင်မပြေတော့တဲ့အတွက်ကြောင့်မလာမဲ့နေရာဒီမှာထုတ်ရောင်းသွားမဲ့ကစားသမားတယောက်အနေနဲ့အကုန်လုံးကသတ်မှတ်ထားတယ်။အခုလက်ရှိမှာ Chelsea အသင်းကလည်း VA ကတော့ကျွန်တော်တို့ Euro တန်း30နဲ့25တန်းပတ်ချလဲဝင်ငင်ကြရမယ်ဆိုရင်တော့ဒီကစားသမားကိုလည်းရောင်းချသွားဖို့ တွက်ပြင်ဆင်နေရဆိုတဲ့သတင်းတွေကတော်တော်လေးကိုအော်ဟောတောင်းနေတက်လာတော့တွေ့ရမယ်အဲ့တော့ VA ကတော့မနေ့ပြောဒီ list တွေထဲမှာကျွန်တော်နှမျောမိတဲ့ကစားသမိုင်းတွေတယောက်လို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်ဒါပေမဲ့ VA ကလက်ရှိမှာဒါကျွန်တော် Total Horse Bar အသင်းကကျွန်တော်အသင်းကစိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်ကဒါအမှန်တိုင်းပြောဆိုရင်1 and 1တော့ဗောနော်အဲ့တော့စပါအသင်းက VA ကိုခေါ်နိုင်မယ်ဆိုရင်တကယ်ကိုဒါ number 6 rule လဲဆိုလို့ရတယ် hybrid rule လဲဆိုလို့ရတယ်လိုအပ်မယ်ဆိုခံစစ် moody ဆိုလို့ရတယ်ပြောချင်တာအခုလက်ရှိမှာဒါကျွန်တော်ရဲ့ကစားသမားလေးဖြစ်တဲ့ Archie Gray ကိုအတင်းဆော့ခိုင်းတဲ့ပုံစံမျိုးကို VA ကိုဆော့ခိုင်းလို့ရတဲ့သဘောမှာရှိအဲ့တော့ VA ကိုလည်းလက်ရှိမှာ Chelsea အသင်းကဒါ Juventus ကပြန်ရောက်ခဲ့ပြီးနောက်ပိုင်းမှာဒါကျွန်တော်အယောင်စီး တင်ခဲ့ပြီလို့သိရတယ်မှာပါတယ်အခုလက်ရှိ Crystal Palace မှာအငားသွားဆော့ပြီးတော့ဒါကျွန်တော်တို့ Superfly ရရှိခဲ့တယ်ဒါ left back ကစားသမားဖြစ်တဲ့ Chewe ကိုလည်း Chelsea အသင်းကအယောင်စီးတင်လိုက်ပြီလို့သိရတယ်မှာပါတယ် Chewe ကိုလည်းလက်ရှိမှာဒါကျွန်တော် Crystal Palace ကအပြီးပိုင်မွေပဲနဲ့ Megan Club ဖြစ်တဲ့ Chelsea ကိုပြန်လွတ်ခဲ့တယ်လို့သတင်းတွေကသိရတယ်မှာပါတယ် Chewe ကိုလက်ရှိမှာဒါကျွန်တော်တို့ Premier League အကလပ်တချို့ကစိတ်ဝင်စားနေကြပြီးအခုလက်ရှိမှာ Championship ကကလပ်တွေလည်းချိဝဲကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အခုလက်ရှိဘူဘူလောလောတန်ဆင်သွားခဲ့တဲ့ Lee United ကတော့ချိဝဲကိုလာမယ့်နေရာဒီမှာခေါ်ယူနိုင်တယ်ဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်နေတာကိုတွေ့ရမိတယ်မှာပါတယ်။လက်ရှိမှာပြန်ထွက်ကြည့်မယ်ဒါ Sanchez ပက်ထရိုဗစ်ဗီယေကချေဝဲကစားသမား၄ယောက်ရှိဖြစ်တယ်နောက်ထပ်ဒါ၆ယောက်လောက်ကြံသေးတယ် AC နားထောင်ပြီးပါအောင်အဲ့တော့နောက်တစ်ယောက်ကလက်ရှိမှာဒါကျွန်တော်အက်စတန်ဗလာအသင်းကအငားနဲ့ခေါ်ယူခဲ့ပြီးလက်ရှိချန်ပီယံလိမဝင်လို့ဒါကျွန်တော်တို့မီဂန်ကလပ်ကိုပြန်ပို့ခဲ့တဲ့ကစားသမားတယောက်ဖြစ်တယ်ဒီကစားသမားကဒီဆာစီပေါ့နော်ဒါဇက်စတာပေါ့နော်ဒါလက်ရှိမှာဒါဒီဆာစီကလက်ရှိဒါကျွန်တော်တို့ချယ်ဆီအသင်းရဲ့ပုံသက်တွေမသိရလို့မရှိလို့အဲ့တော့လက်ရှိမှာဒါအက်စတန်ဗလာအသင်းကချန်ပီယံလိဝင်ဝင်မရရှိခဲ့တဲ့အတွက်ကြောင့်မလို့သူအနေနဲ့ဒီဆာစီကိုသူ့ရဲ့မီဂန်ကလပ်ဖြစ်တဲ့အက်စတန်ဗလာကိုဆိုချယ်ဆီအသင်းကိုပြန်လဲပြီးလွတ်ခဲ့ပြီးလို့သိရတယ်မှာပါတယ်ဒီဆာစီကိုအခု လည်းရှိမှဒါကျွန်တော်အယောင်စေးပြင်တင်ထားခဲ့ပြီးတော့ချက်စီအသစ်နဲ့အခုလည်းရှိမှဒီကစားသမားကိုဒါကျွန်တော်ဈေးချွတ်ချုံနဲ့ရောင်းနိုင်မယ်လို့ဒါမျှော်လင့်ထားတဲ့ဒါမှအဲ့တော့ဒီစားစီကိုအခုလည်းရှိမှစိတ်ဝင်စားတဲ့ကလပ်တွေရှိနေခဲ့ပေမဲ့ကျွန်တော်ထင်တာကတော့ maybe ပေါ့နော်ဒါကျွန်တော်သူတို့ရဲ့ဒါကျွန်တော်တို့ ညီမကတဲ့ကောညီမကလပ်တွေဖြစ်တဲ့ Strasbourg ကိုပဲဒီစားစီကိုပြန်လဲပြီးရောင်းချသွားနိုင်တယ်ဆိုတဲ့ကောလာဟာလာတဲ့တင်တွေတောက်လျှောက်ထွက်ပေါ်နေဖြစ်တယ်။နောက်တစ်ခါလက်ရှိမှာဒါကျွန်တော်သူကတော့ Fufana လို့ကြီးတာကျွန်တော်ထင်တာ Detroit Fufana လား Wesley Fufana လားကျွန်တော်တို့ Wesley Fufana တို့မရောက်တော့ဘူးလို့မြင်တယ်။ Fufana ကလက်ရှိမှာဒါကျွန်တော်သူဒဏ်ရာကပြန်ကောင်းလာအများနဲ့ကောင်းလာတဲ့သဘောမှဖြစ်တယ်ကျွန်တော်တို့ Wesley Fufana ကိုမရောက်တော့ဘူးလို့မြင်တယ်။ဒီနေ့မှာကျွန်တော် Detroit Fufana ဖြစ်မယ်လို့မြင်တယ်။ Detroit Fufana ကဒါ Ben Lee တို့ဘာလို့မှလည်းအငှားနဲ့သွားဆော့ဘူးဒီကစားသမားဖြစ်ပြီးတော့လက်ရှိချိန်မှာ Chelsea အသင်းကဒါကျွန်တော်နှစ်တိုင်းလို့ပဲဒီကစားသမားကအငှားနဲ့ချတာမဟုတ်ဘဲနဲ့အပီးသက်ရောင်းချဖို့အတွက် ဒါကျွန်တော်တို့အယောင်စီးတင်ထားတဲ့လူတွေဒါဖတ်မိရတဲ့မှာပါတယ်ဒီ list ထဲမှာလက်ရှိမှာဒါကျွန်တော်တို့ conference တွေမှာခြေစွမ်းပြခဲ့ပြီးချက်စီးအသင်းကိုလိုအပ်ရင်လိုအပ်လို့ကူညီပေးခဲ့တဲ့ကစားသမားတယောက်လည်းပါနေတယ်အဲဒီကစားသမားကဒါကျွန်တော်မနစ်ကမှ Leicester City ကဝယ်ယူထားခဲ့တဲ့ Dewsbury Hall ဖြစ်တယ် Dewsbury Hall ကိုတော့လက်ရှိမှာဒါကျွန်တော်ချက်စီးအသင်းကတော့ကျွန်တော်တို့ဒါအယောင်စီးတင်ခဲ့ပြီးဖြစ်ပြီးတော့ Dewsbury Hall ကိုအခုလက်ရှိမှာတရားဝင်စိတ်ဝင်စားတဲ့ club ကနှစ်ခုရှိတယ် Wolverhampton နဲ့လက်ရှိမှာ Leicester City ဖြစ်တယ် Leicester City အသင်းနဲ့ဒါကျွန်တော်တို့ရဲ့ကစားသမားဟောင်းကိုပြန်ခေါ်ပြီးတော့ဒါအသင်းမှာပြန်လဲပြီးနေရာပြေးဖို့တော့ကြိုးစားတယ် သူတို့ရဲ့နောက်နှစ်မှာပရီးမီးယားလိတက်ဖို့အရေးကို Dewsbury Hawk ကအရေးကြီးလာနိုင်တဲ့ကစားသမားတစ်ယောက်အနေနဲ့သူတို့အနေနဲ့သတ်မှတ်ထားတယ်။သူတို့ရဲ့ဒါကွင်းလေကစားသမားအဓိကကစားသမားဖြစ်တဲ့ Kiliana C ကိုလည်းဆုံးရှုံးရနိုင်တဲ့အတွက်ကြောင့်မို့လို့ Dewsbury Hawk ကိုသူတို့ရဲ့ဒါကျွန်တော်တို့အသင်းမှာပြန်လည်ပြီးတော့ခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့စဉ်းစားနေတယ်။ Dewsbury Hawk ကလက်ရှိမှာ Championship Club ပဲဖြစ်မှာ Premier League Club ကိုရောက်သွားမလားကတော့တစ်ချက်တော့စောင့်ကြည့်ရမယ်လို့ပြောလို့ရတယ်။ Chelsea နဲ့ Dewsbury Hawk ကိုလည်းအယောင်စီပြန်တင်ထားခဲ့ပြီဖြစ်တယ်။နောက်တစ်ယောက်ကအသိကြတယ်အခုလက်ရှိချိန်ဒီအကားရဲ့တောက်လျှောက်ထွက်နေခဲ့ရပြီ။အခုချိန်ဒီ Chelsea အသင်းမှာတည်တည်ချာချာမှာကစားရတဲ့ကစားသမားဖြစ်တဲ့ Chuwimiga Chuwimiga က ကအခုလက်ရှိမှာဒါကျွန်တော်တို့လက်ရှိ Chelsea အသင်းကအလျောင်းစီးပြန်တင်ထားခဲ့ပြီးတော့လာမယ့်နေရာဒီမှာအငှားတွေလွတ်တော့မှာမဟုတ်ဘဲနဲ့အပိသက်ရောင်းချသွားဖို့အတွက် Chelsea အသင်းအနေနဲ့တောက်လျှောက်ပြင်ဆင်နေခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်လက်ရှိကောလာဟာလာတွေရဲ့လက်ရှိမှာတောက်လျှောက်တက်နေတဲ့သတင်းတွေလည်းဒါတွေကအစုံပဲပေါ့နော်အဲ့တော့နောက်ထပ်ဒါခုနကပြောလို့ပဲ ဥဂိုချိုဂီဘောနော်ဥဂိုချိုဂီကိုလည်းချက်စီတင်ကဒီနေ့မှလည်းနှွေရသည်နှွေအာဒီနေ့နှွေရသည်မှလည်းအယောင်ရှေ့ထပ်တင်ထားခဲ့ပြန်တယ်ကြိုက်တဲ့သူရှင်တော့ခေါ်ယူသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတင်ဆက်ထားတာဖြစ်တယ်နောက်ဆုံးတစ်ယောက်ကသိပြီးမဆန်းအောင်ဘောနော်လက်ရှိမှာအာစတောတင်မှလည်းခြေစွမ်းမပြနိုင်ခဲ့ပြန်တယ်ပြန်လာခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့စတာလင်ပေါ့စတာလင်ကိုတော့လက်ရှိမှာဒါကျွန်တော်တို့အာစနိုအသင်းစီကနေပြီးတော့ချက်စီအသင်းကဒါကျွန်တော်တရားဝင်ပြန်လက်ခံလိုက်ရတယ်စတာလင်ကိုဒါအာစနယ်ကစခေါ်ကလေးကအပြီးသက်ခေါ်ယူမှာမဟုတ်ပဲနဲ့အငှားပဲခေါ်ယူထားတဲ့အကြောင်းမို့ဒါချက်စီအသင်းနဲ့ဒါစတာလင်အဲ့တော့ပြဿနာကစတာလင်ရဲ့လုခလာစတာလင်ရဲ့လုခလာစကမြင် မားလုံးတော့ဒီနေရာမှာချက်စီးတကအယောက်စီးတင်နေဆိုရင်တော့မှဘယ်ကလပ်ကပြန်ခေါ်မှာလဲဆိုတော့တချက်တော့ကြည့်ရမယ်တော့မှပါတယ်။စတာလင်နေနဲ့လုခလာဇာရှော့ယူမယ်ဆိုရင်တော့ maybe ဒါခေါ်ယူနိုင်မယ့်ကလပ်တွေတခြားရှိလာနေတယ်။ဒါပေမဲ့စတာလင်နေနဲ့လက်ရှိမှာလုခလာဇာသာရှော့မယူခဲ့ဘူးဆိုရင်တော့တော်တော်လေးကိုမလွယ်စေနေတာပါ။အဲ့တော့ချက်စီးတင်ကတော့ပြက်ပြက်သားသားပဲဒါတစ်နှစ်မှဒါအယောက်စီးရင်ဒါ၁၀ယောက်တင်နေရတဲ့ဒီနှစ်မှလည်းအယောက်စီးရင်၁၀ယောက်ထပ်ပြီးတော့တင်ခဲ့ပြန်ဖြစ်တယ်။ဒီနေရာမှာဒါကျွန်တော်ခုနပြောသလိုကျွန်တော်ကတော့ VA ကလေးကိုသဘောကျတယ်။ Doosbury Hall ကိုသဘောကျတယ်။ဒါပေမဲ့ဒီနေရာမှာဒါခုနပြောချက်စီးတင်နေဒီကစားသမားတွေအယောက်စီးရင်တင်နေဆိုတာကတော့ Fairly ဖြစ်တယ်လို့မြင်တယ်။ဒါပေမဲ့ Petrovic ကိုတော့ချက်စီးတင် က်မှာထားတဲ့နယ်လို့မြင်တယ်ဘာလို့လဲဆိုတော့ struggle မှာဒီပဲလေးလက်စွမ်းပြလိုက်သေးသလားလို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ ကျွန်တော်အနေနဲ့ပြောမှာဆိုချက်စီးတဲ့ဒီဆယောက်ကိုတင်နေဆိုတာဒါ valid ဖြစ်တဲ့အပြင်တော့အဲ့ဒါပေမဲ့အခုလက်ရှိမှာချက်စီးတဲ့နေတာအယောင်စစ်တင်တာပြအခုလက်ရှိကစားသမားစီးရင်တဲ့ကမှကြိုက်တယ်ဆိုရင်တော့မှခေါ်ယူလို့ရနိုင်တဲ့ကစားသမားတွေရှိတယ်ဆိုတဲ့တဲ့လေးထွက်ပေါ်ထပ်မှန်ပြီးတော့ထွက်ပေါ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတော့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါ့ကိုကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း youth sport media 3 point ဆိုတော့ TV4U ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အား ီးလို့ရပါတယ်မြန်မာလေးကလစ်ဖို့မမိကြပါနဲ့မြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးအကျိုးတမိုင်းကောင်းမွန်သောအနေနဲ့ဖြစ်ပါစုမုံကောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲအေးအေးဆေးကြရပါပေါ့ဒီပါဗျာ